Hello အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတင်ရပညာလေးတွေလိုက်ဖြည့်မှာပေါ့နော်အဲ့ဒါပါလဲဆိုတော့ pattern ကိုကြည့်ပြီးတော့အဲပြီးတော့ပညာလေးတွေလိုက်ဖြည့်မယ်ဆက်ချုံးတဲ့လူတွေအတွက်လည်းဒီမှာဝင်ကြည့်ပြီးတော့လေ့လာလို့ရပါတယ်အမှပေါ့နော်တင်ဘူးတူတာနေနဲ့ပြောပြမယ်ဆိုရင်အော်ကိုယ်ကဆက်ချုံးလို့မယ်ဆိုဆက်ချုံးမားတွေအမြဲတမ်းပညာလေးလိုက်ဖြည့်ရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီ သူများရဲ့ customer ရဲ့လိုအပ်ချက်ကဘယ် design design အာထွင်ရမလဲဆိုတော့ကိုကလေးလာထားမယ်ဆိုရင်ဘယ် design ဆိုရင်ဘလို့လဲဆိုတော့ကိုကထစ်ချင်းသိနေမှာဖြစ်ပါတယ်အဲ့ဒီအတွက်ပေါ့နော်အားတဲ့ချိန်မှာဆိုရင်ပတန်ပိုင်းတွေကိုလေးလာပါကိုကမြန်မာ dress ဆိုမြန်မာ dress ပတန်ပေါ့နော်အမှဆိုရင်မြန်မာ dress က sharing လုပ်ထားတဲ့လူတွေရှိတယ်အဲ့ဒီကနာမည်တွေကိုကိုကလိုက်လက်လိုက်ပြီးတော့မှတ်သားထားပါမှတ်သားပြီးတော့အားတဲ့ချိန်မှာဆိုရင်ကိုဝင်ကြည့်လိုက်ပါအာအထောက်အကူဖြစ်တော့ ော့အကိုလည်းဒီလောကထဲဝင်မဆိုရင်အာအထောက်ကူဖြစ်ပါတယ်အာပြီးရင်လည်းဒီဒီ ready made ပိုင်းတော့မဆိုရင် ready made ပေါ့နော် share လုပ်ထားတဲ့ video လေးတွေ like ကြည့်ပါ like ကြည့်မှာပဲသူတို့လုပ်ထားတဲ့ပုံစံအတိုင်းကိုဟွာမြင်ပြီးတော့အာလုပ်လို့ရမှာပါပြီးတော့တင်ကြီးဟိုအတင်ကြီးရဲ့အာဘာလဲတင်ကြီးရဲ့ဘယ်လိုပြောလဲတင်ကြီးရဲ့ဟို 6ရက်ဟိုအမားဖြစ်တဲ့အရာလေးတွေကိုเนาะလူမမားရအောင်တခုရှင်းလုပ်ပြီးအောင်မယ်အဲ့ဒါပါလဲဆိုတော့အမ် Tiger ဒီဘာလို့ YouTube ကဗီဒီယိုဖြစ် Facebook ဗီဒီယိုဖြစ်ကြည့်လိုက်တယ်ကြည့်လိုက်တဲ့ခါကျတော့သူပြထားတဲ့အတိုင်းကိုအချက်ချင်းမနော်ကိုရဲ့ပိုက်စားပေါ်မှာ ချက်ချင်းပြီးတော့အချက်ချင်း တောင်းညှက်လိုက်လို့မရအောင်အဒီကအဲ့လိုမျိုးညှက်လိုက်မှဆိုရင်ဆုံရှုံမှုတွေရှိနိုင်တယ်။ဘာဖြစ်လို့လဲဆို Facebook တို့ YouTube တို့ကသူတို့ကမြုပ်ကွက်လေးတွေနည်းနည်းအငယ်ရှိတယ်ပေါ့နော်။အဲ့ဒီခါကျတော့ဘလို့အကြံပေးချင်တာလဲဆိုတော့ဟိုကအာပတန်စခုနဲ့လှုပ်ချင်လို့ဒါမှမဟုတ်ဟိုဗလဲဤပိတ်ဆပိတ်ဆအောင်ပေါ့နော်။အာသူ့ရဲ့နမူနာပုံစံအသေးလေးနဲ့လှုပ်ဆန်းကြည့်ပါလှုပ်ဆန်းကြည့်ပြီးတော့ ဟဲ့ okay ပါပြီအဆင်ပြေပါပြီအဆင်ပြေပါပြီဆိုနေဆိုမှပဲကိုရဲ့ဒီအာကိုရဲ့ဒီမိမိကိုရဲ့ကိုတိုင်းဒါမှမဟုတ် customer နဲ့ကိုတိုင်းနဲ့လောက်ပြီးတော့ချုပ်ပေးစီချင်ပါတယ်အဲ့ဒါမှအာအဲ့ဒါမှအာဆုံရှုံမှုတွေမရှိဘဲနဲ့လှပပလေးထွက်လာမှာဖြစ်ပါတယ်ပြီးရင်အမှန်တော့သူတတ်မှတ်ထားတဲ့အရာပါတော့မှ ကြည်လိုက်တယ်ကြည်ပြီးတော့ဘောနော်ကော်တီတိုင်းကြည်မဆွဲအင်္ဂိုင်ဘဝရှိတယ်อืมသူဘလို့တွေလှုပ်ပြသွားတာလေအာပြီးရင်သူဘာကြီးလှုပ်ပြသွားညှက်သွားတယ်ပြီးသူပြန်ခောက်တယ်အဲဆိုခောက်ရင်လည်းခောက်တဲ့အတိုင်းကွာအတန်လေး ਨੇ ပြောကြည့်တခါမတိဘူးဆိုရင်၃၅ခါကြည့်ပါတော့တခါကြည့်လိုက်တယ်မရအောင်ဆိုတော့တခါပြန်ကြည့်အဲ့လိုမျိုး ကြည့်ပြီးတော့လိုက်လုံမရမယ်လိုက်မလုံရင်လည်းဘာမှမရဘူးဗောနော်အဲ့တော့ကြည့်လည်းကြည့်ဆက်လိုက်လည်းလိုက်လုံပါအာဓိကအသိအကျံပေးချင်တာကအသေးလေးနဲ့နော်ပိစာသေးလေးနဲ့အရင်တော့ဆန်းကြည့်ပါအော်မှဆိုရင်ကြည့်တယ်ဒါလေးတဲ့ဗောနော်ဒါလေးကသူပါလုံးလဲဆိုတော့ဟမ်ဒါမကြိုက်ဖယ်လိုက်ပြီဒါလက်လက်ပတ်တယ်ဗောနော်သူတို့လောက်ထားလက်ပတ်တယ် အဲညက်ပြီးမှအေးလက်ပတ်တန်ကိုအပေါ်လောက်ပြီးသူလိုချင်တဲ့အတိုင်းကိုပဲရောက်တဲ့ခါကျသူကရက်သွားတာနော်ဟိုဒီတိုင်းလောက်တာမဟုတ်ဒါ brand အထည်တဲ့ပုံစံလိုမျိုးပေါ့နော်ဒါသူမိတိုက်ထားတယ်အင်းအဲသူကောက်ကတ်ထားတယ်အဲ့ကနေတစိသူကဘာလုပ်လဲဆိုတော့အဲ့လိုတွေလိုက်ကြည့်ပါနော်ဘူးသားအရင်ရပါတယ်အဲ့ဒါတွေလိုက်လုံးမှပဲ လကူစီမှာဖြစ်ပါတယ်အာအာကနေတထက်သူလောက်ထားသူလားအပေါ်နေမဟုတ်အာကနေတထက်သူအထက်လောက်ထားတယ်ဖဲလိုက်ပြီးကြောလိုက်ပြီးဒီမှာလေးဆိုရင်သူကအဝိုက်ကနေညံလိုက်တယ်ပြီးအလဲကိုသူထဲလိုက်ပြီးရင်အဲ့ဒီအယုံမှာပေါ်မှာထဲလိုက်တယ်နော်ဒါလေးဆိုရင်ဒီပါကကျွန်တော်မျိုးအမှန်တကယ်ကဗလေ အတိုင်းတော့လူမပေါ်တော့သူဖြတ်ထားတဲ့အတိုင်းဒါအာကပုံစံပေါ်ပြီးကာဝတ်ထည့်ရပါပါပြီအဲ့လိုမျိုးပေါ့နော်ဟိုတာလောက်လိုက်တန်းလောက်လိုက်နဲ့ကာဝတ်ထည့်ရပြီခဲလို့ကိုကမသိဘူးဆိုရင်တောင်းလင်းနာခောက်ခင်ကြည့်သူဘလို့လောက်သွားလဲသူဘလို့ဖြတ်သွားလဲအဲ့ဆိုပြန်ကြည့်ဒါလေးဆိုရင်လည်းအတိုင်းတော့လိုတယ်ခောက်ထားတဲ့အတိုင်းကခါပုံစံရလာပေါ့နော်ဒါလေးရလေးပြန်ကြည့်อืมကိုကမသိဘူးအာတစ်ခေါက်မရဆိုရင်တောင်းလင်းနာခောက်ကြည့်ပေါ့နော် ဒါသိနှခေါင်ကြည့်တာနဲ့အရာလေးပေါ့။อืมဘယ်လိုဒီဇိုင်းထွက်တယ်တဲ့။နော်ဒါဒီတော့အဲ့ဒါဆိုစကက်တစ်ထည့်ရအောင်ထီးစကက်ပုံစံပေါ့နော်ဒါကတော့ကောင်းဝအာကောင်းဝပုံစံကိုသူကအဲ့လိုညှက်ထားတာပါတွေ့လားသူကနမူနာအသေးလေးနဲ့ပဲသူညှက်ပြပါသူလားဒါလေးဆိုရင်အသေးလေးဒါကနည်းနည်းလေးခက်တယ်ဆိုတော့ဒီနေ့လည်းမလုပ်ဖြစ်လို့ကြော်လိုက်မယ်နော် မလဖြစ်တဲ့အကြည့်ရဲ့အချင်းကုန်နေအဲကြောင့်ကြောလိုက်တော့မယ်နော်မဖြစ်တဲ့အရာပဲကြည့်ဒါပါလိလမ်းဒီဟောတော့အော်ဟောဟောရာအောင်အောင်ခွဲအပေါ်အောင်ခွဲအောင်ခွဲပုံစံနော်အောင်ခွဲပုံစံ တာသူပါလောက်တာလည်းမသိဘူး။ဟောအဲ့လိုခပ်ပြီးတော့အဲ့လိုရမယ်အိမ်ပြင်းတဲ့ဟာကိုထုတ်လိုက်တာတဲ့။တော့ဘာလဲ။ဩအဲ့လိုအဲ့လို။ဟုတ်တယ်လားတူလား။အဲ့တော့မကတိရမယ်။အကွက်တင်တော့အဲ့နီးတွေပဲအဲ့ဒါတွေကတိထားကြည့်မှာပဲရမှာ။ဒါကတော့ဘာလဲဆိုတော့ပဲအဲ့ဒါကတညာဝအင်ဂျီဘုံဆန်လိုမျိုးချုပ်တာပဲ။ ဘေးပြားဘေးပြားလေးနဲ့နော်ပြီးတော့အပေါ်ထပ်အုပ်ထားတယ်သူကပြီးတော့ထပ်အုပ်ထားတယ်ဒီဒီကောင်ကိုဘာလုပ်လဲဆိုတော့သူကအပက်လုံးမှာဇောသူပြန်ခောက်လိုက်တယ်အလေးကိုသူနင်းနေလေးကကြည့်တောက်လိုက်ပါပြီဆိုတော့ဟိုခောက်ရတာလွယ်ရအောင်မခောက်ရအောင်ပေါ့နော်ပြီးတော့ဟိုဘက်ဘေးကိုသူကကြည့်နေညှက်လိုက်တယ်ပြီးတော့အီတာကိုသူပြန်လှန်လိုက်တယ်သူက အဲ့လိုမျိုးပေါ့ပြီးရင်အပေါ်ကနေထဆေးပြင်တက်လိုက်တယ်ကိုတက်ဒီတိုင်းကြည့်တာထဆန်ရင်သူလောက်သွားတဲ့အရာကကိုပစက်လေးနဲ့လိုက်ပြောဆိုရင်အာယုံကအီထဲကိုရောက်စင်မှာဖြစ်ပါတယ်အင်းဒါလေးပါနော်ဒါလေး၆ပြီ၆ပြီ၆ပြီဆိုတော့ဒါလေးလဲသူကတခါခဏတင်ရတခါမမေ့နောက်တခါထက်ကြည့်တယ်အဲ့ဒါမှကိုက မှတ်မိမှာပေါ့နော်လုံးတဲ့ခါကျရင်မှတ်မိမှာအဲလက်တွေ့လောက်ရင်တော့ဒါက okay ပဲဒါကအကြည့်ရှိတဲ့လူအတွက်ကဒါပြောစရာမလိုအကြည့်မရှိတဲ့လူအတွက်ဒါကလိုက်ပြောပါလိုက်ပြောပါပြီးတော့လိုက်လုပ်ပါပေါ့နော်ဒါလည်းအဲ့လိုပေါ့နော်ဒီလောက်တာပြရမစိုးလေကိုကရန်လောက်တာထက်စာရင်ဒီလိုမျိုးသူများလောက်ပြီးတော့အရာလေးတွေကို အလုံးမှာပဲလမ်းကြောင်းမြင်ပြီးမှလောက်တာပူပေါင်းပါတယ်။ဒါလေးကသူ့ဖြက်လိုက်တာပေါ့နော်။အထောက်ပြီးတော့ဖြက်ပြီးတော့ပါလို့လဲဆိုတော့ဘေးအောက်ကမနာလေးကိုသူကလည်းလုံးနေလုံးပြီးတော့အပေါ်ကအရာလေးကိုသူပြန်ထည့်လိုက်တယ်။ပြီးရင်ဘေးကနေအလုံးကိုပြန်ပြီးတော့ချုပ်လိုက်ပါတယ်။ချုပ်ပြီးတော့ဟာကိုသူကကြီးလေးလေးနည်းနည်းလေးတောင်းလိုက်တယ်။တောက်ပြီးတော့ပြန်လှန်လိုက်တယ်တွေ့လား။ပြန်လှန်လိုက်ပြီးတော့ဒီလိုမျိုးရပြီးရတ တဲ့အရာကို သူမလုပ်လဲဆိုတော့အပေါ်ကနေအပေါ်ကနေဟိုပေါ်ကနေသူထည့်လိုက်တယ်နော်ပေါ်လေးနဲ့အမ်အပေါ်ကနေသူပြန်လောက်လိုက်တယ်တွေ့လားအမပြီးတော့အာကနေပြန်လောက်တာနှစ်ထက်ကို ချုပ်ချုပ်ပြီးတော့အပေါ်နေပြန်စီထားတဲ့အရာနော်ပြီးတော့ဒီမှာတွေ့လားဒါဆိုရင်ဒီကောင်တိုးချက်လောက်လို့ရပါတယ် အဲဒါအတင်းကြည့်ဘူးတော့တင်းပြောနိုင်တာပေါ့နော်တကယ်လို့ကိုကမကြည့်ဘူးရင်တောင်မှကိုကလက်တွေ့တမားဆိုရင်ဒါလေးနဲ့အေးဆေးပဲပြောစရာတော့မလိုဒါကတကယ်ကမှဟိုလေးလာတယ်မရင်ပါသေးတော့မတော့တော့လေးကခောက်ချီနော်တော့လေးကခောက်ချီဖြစ်တယ် သူလုတ်သွားတဲ့အရာလေးอ่ะเนาะကကြီးလေးနဲ့တောင်းပြီးတော့အဲနေပါပါတောက်ရတယ်တောက်မှပဲမထူမလုံးဘူးမဖုတ်နိုင်ဘူးဘောเนาะဒီအဘေးကနေသူပြန်ချုပ်ထားတယ်သူလားအင်းပြီးတော့အမချုပ်လိုက်တယ်ဒီမှာအပေါက်ကသူချန်ထားတယ်မဖြစ်လို့လဲဆိုတော့ခဏတော့ကအပေါက်နေရာမှာကျိုးလေးချချင်လို့သူကအပေါက်ချန်ထားတော့အရှိန်အလေးမှာရင်းကျိုးဆွဲလိုက်တယ်သူလား အမ်ပြီးရင်သူပြန်တီးလိုက်တယ်ပေါ့နော်อืมဒါလေးရပါပါပြီဒီဒီဇိုင်းအရန်လေးလှတယ်ဒီဒီဇိုင်းကအဲ့လိုမျိုးစကက်ပုံစံဒီဇိုင်းပေါ့နော် အဲအမျိုးခွဲလေးဒီဇိုင်းဆိုတော့ခွဲလိုက်တယ်ခွဲပြီးတော့တပတ်လုံးလိုက်ဆိုတော့အမ်ပင်အပ်လေးနဲ့ထားလိုက်တယ်ပေါ့နော်ဒါနမူနာဆမ်ပယ်ပုံစံလိုမျိုးသူလုပ်ထားတာပေါ့နော်အဲဆိုတော့ဒီမှာသူခွဲကားလိုက်တယ်ပြီးတော့အာကအခန်လေးနဲ့ခင်လိုက်တော့အဲ့လိုမျိုးလှပ်ပါပါပေါ့နော်အဲကြောင့်သင်ပြောချင်တာကဆမ်ပယ်တည်တည်လေးနဲ့အရင်ထောက်ချီပြီးမှကိုယ့်ရဲ့ပိုင်စာအတခါတယ်လုပ်ပါပေါ့နော်အဲကြောင့်ပြောတာတွေ့လားတွေ့လား င်းပြီးအောက်ကအခန်းတစ်ခုနဲ့ထန်လိုက်တော့အရင်လာတယ်အရင်ဟိုရာ brand စတယ်နော်ဒါလက်ပတ်တန်ဒီလက်နေရာကိုသူက white ချလိုက်တာ white ပြီးတော့အာပေါ်ကပေါ့နော်အဲ့လိုမျိုး white ချလိုက်တာဟိုပတ်တိပတ်လက်ရဲ့ဟိုပတ်တိပတ်ဆို ပြင်ကြည့်မယ်ပြင်ကြည့်မယ်အဲဆိုတော့ဒီကနေပြန်ဝိုက်ချလိုက်တဲ့ဆိုရောဒီဘက်ကလက်ရင်ဟိုဘက်ဒီဘက်အော်လက်ကအပေါ်ကနေဒါဘလို့တက်ရတာတော့မသိဘူးဖယ်လိုက်တော့မယ်ဒါအင်းဒါစီလီနဲ့ထုတ်တီလီနဲ့သူကလောက်ထားတာထုတ်တီကသူဘလို့လောက်ထားလဲဆိုတော့ ထုတ်တီးရပဒမဥဆောင်မှာအဆွေးသားတူထားတယ်အဆွေးသားအဆွေးသားမှာပဲအာလောရနာအစင်မြေတယ်ကောနဘင်းကုတာတော့အဆွေးသားယူနေပြီးတော့ထုတ်ပြနေမှာလည်းအဆွေးသားယူအဲ့ဒါမှဆွေးရအောင်ကူတယ်

်ဘာလို့လဲဆိုတော့ JD တက် JD တက်ဖို့အတွက်နေရာရွေးတယ်ဒီနေရာလေးမှာသူကမှတ်လိုက်တယ်မှတ်လိုက်ပြီးတော့မှတ်လိုက်ပြီးတော့အော်မှတ်လိုက်တယ်ပေါ့နော်ဆင်းလိုက်သူမှတ်သွားတယ်မှတ်လိုက်တယ်မှတ်ပြီးတော့ မကြဒီတဝင်းနဲ့အပေါက်ပမာဏဘလောက်လောက်ရှိလဲသူသိချတာနေသူလားအဲဆိုရင်အဲ့ဒီအတိုင်းကိုသူကယူပြီးတော့သူကမှတ်ထားတယ်ပြီးရင်အာသူအဲ့ဒီကနေဒီမှတ်မှတ်ပြီးတော့ဒါရောကိုကကြီးလေးနဲ့အာအေးမှတ်မှတ်ပြီးမှကကြီးလေးနဲ့ညံ့တယ်နော်အဲ့တော့ဒီမှာကြည်ထဲနေရရဲ့ပြီးတော့ဒီအဲတဲ့နေရရဲ့ပြည့်သူအရှိကတလမ်းချူထားတယ် ဆန်းနေ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 တံပြီးတော့နောက်တစ်ခါအရောက်မှဆိုရင်ဆက်ကနာလေးနဲ့ပြန်ထည့်လိုက်ပြန်ထည့်လိုက်တယ်အဲ့ဒါမှတသက်ရဲ့ရဲ့ဖြစ်တော့နော်ဒီလိုဒီချပြထားတယ်အဲ့ဒါတို့ကလည်းကြည့်ရလက်ကြည့်အောင်မယ် tapa os meus botões com hum. o próprio tecido da peça, esse que eu tô usando é o 14. Não, você, é você pode usar um botão pronto. Tá. Pega a minha roupa com o direito pinhari, tá. Pinha e o Maliba. E é nessa abertura que eu vou marcar a margem de costura. Tura. Nesse caso, eu deixei a marcação de 1 um centímetro. Pega um botão e encaixo ele bem rente ali à minha margem de costura. É como se as bordinhas do botão encaixassem na bordinha da margem de costura. Pinhari, você tá lá, botão. ပြီးအဲ့အပေါ်မှာပဲစပြန်အုပ်ချလိုက်တယ်။ဟိုဘက်ဒီဘက်အင်းစကပြန်တက်လိုက်တယ်။ဒါလေးပေါ့နော်။စလည်းတက်တယ်။ကျေလေးလက်ထည့်တယ်။ဒါမဲ့ဒီဇိုင်းတင်ပြီးတော့တိတ်မကြိုက်နေပါဘူး။ဘာလို့လဲဆိုတော့ကျေလေးထည့်ပြီးဟာအောင်စတက်စရာလိုလိုမဟုတ်ဘူး။ဒါမဲ့ဒါလေးလက်လာပါလေသူတက်ထားတာလာပါမဆွဲနိုင်ဘူးဒါလေးကပါလဲဆိုတော့ ရွရွအင်းကြီး။哦။ကဲလား။ဒီဗီဒီယိုလေးကဒီလောက်ပါပဲဒီဗီဒီယိုတင်အာပြလထားတဲ့အရာ share လုပ်ထားတဲ့အရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာဆိုရင်ပတ်သက်တဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတူတူလေ့လာဖို့တင်ရဲ့အဲဒီ YouTube channel လေးပေါ့အမြဲတမ်းတူလေ့လာကြမှာနော်ပြီးရင်ဆက်ချုပ်လောကမှာတူတူအောင်မြင်ကြမယ်အားလုံးပဲ bye bye ပါ